ဗင်နီဇွဲလာကင်းလက်သင်းမောအမေရိကန်စစ်သင်းမောကိုအရန်ကတ်လွန်းသွားတဲ့အခါ2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ဒေတာဆန်တော်ချိန်ညနေ4:05မိနစ်ဖြစ်ပါတယ်။တောင်ပိုင်းကရေဘီယံပင်လယ်မှာပါ။သင်းမောရဲ့ထိန်းချုပ်ရေးအခန်းထဲမှာရေဒါထိန်းချုပ်သူတို့အုပ်ရက်ပြီးစိုက်ကြည့်လိုက်ပါတယ်။ Spy 1D ရေဒါဖန်သားပြင်ပေါ်မှာအဆက်အသွယ်တစ်ခုပေါ်လာပါတယ်။ပထမတော့အစိမ်းရောင်အဆက်လေးတစ်ခုပါ။ဒါပေမဲ့သူ့ရဲ့အရှိန်နဲ့ဥတီချက်ကတခြားအကြောင်းကိုပြောပြနေပါတယ်။ ဗင်နီဇွဲလာကင်းလက်တင်မော်ဒယ်ရီအမျိုးအစားဖြစ်ပြီးအနောက်ဘက်ကိုရွေးရှားနေတာပါပြီးတော့ဖြတ်တင်မော်ကိုတက်တက်လာဖို့ကြွေနေပါတယ်မျက်နှာပြင်အဆက်အသွယ်အသစ်211ဒီဂရီမှာအကွာအဝေးရေမှိုင်း29မိုင်ပိုပြီးနီးလာနေပြီဆိုပြီးချက်ချင်းပဲအမိန်ပေးလိုက်ပါတယ်တရားပေါ်မှာအရာရှိတွေကလည်းမြေပုံကနေကြည်ရာကနေမော့ကြည့်ကြပါတယ်ဒီနေရာကိုသူတို့အလွတ်ရနေပါပြီဗင်နီဇွဲလာကမ်းရိုးတန်းကနေမိုင်30အကွာပါ နယ်မြေရေပိုင်းနဲ့အပြင်ဘက်နိုင်ငံတကာဥပဒေထဲမှာပါ။ဒါပေမဲ့လည်းဒီတလာလုံးမှာပို့ပြီးတင်းမာလာတဲ့အန်ရီယေဇုံထဲမှာလည်းပါနေပါသေး။သုံးဘက်အကြောင်းကအမေရိကန်တပ်ဖွဲ့တွေကဗင်နီဇွဲလားရဲ့မှောက်ခိုလေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီလေတွေဟာကာရီဘီယံကိုငွေရေးစေဝါတဲနေတယ်လို့တန်တရားရှိကြပါတယ်။ပုံတွေကလည်းအ мян ပြန့်နှံ့သွားပါတယ်။မီးလောင်နေတဲ့အပြက်စီးတွေနစ်မြုပ်နေတဲ့လေတွေပါ။ကာရတ်ကတ်ကညင်ညင်မနေခဲ့ပါဘူး။အင်းအားသုံးပြီးတုံ့ပြန်ခဲ့ပါတယ်။ရေတက်ကင်းလဲမှုတွေလည်းနှစ်ဆတိုးခဲ့ပါတယ်။ ဂျယ်လီယင်တွေဟာအမေရိကန်ဖြတ်သိမ်းမှုတွေနားမှာအနိုင်ပြန်တန်းခဲ့ပါရည်။နိုင်ငံပိုင်တီဗီကစစ်ကဲတွေကံယူတံကိုကာကွယ်မယ်လို့ကတိပေးနေတာကိုလည်းပြသခဲ့ပါရည်။အခုတော့ပြောဆိုမှုကလက်တွေ့အသွင်ဖြစ်လာပါပြီ။တမ်မနီအင်ဂျင်တွေနဲ့ကင်းလိုက်သိမ်းမှုတစည်းဟာစကားတခေါမှမပြောဘဲမိုးကုတ်စဝါရောဖြတ်နေပါပြီ။ထိန်းချုပ်ရေးခန်းကဝန်ထမ်းဟာလည်းမှတ်တမ်းစာအုပ်ထဲမှာရေးသွင်းခဲ့ပါရည်။အနီးကပ်ဆုံးချိကမဲ့နေရာ CPA ရေးမိုင်း၃မိုင်မှာ CPA ရဖို့အချိန်၁၂မိနစ်အောက်ဒီနံပါတ်ကလေးလံနေပါရည်။ အာယုံခံကရိယာတွေလက်နက်တွေအများကြီးပါတဲ့စစ်သည်မော်နှစ်စီးအတွက်၃မိုင်ဆိုတာအရန်နီလွန်ပါလေဒီအကွာဝေးမှာစတီယာရင်ကိုတစ်ချက်လှည့်လိုက်တာဒါမှမဟုတ်မမှန်တဲ့အချက်ပြမှုတစ်ခုကတိုက်ခိုက်မှုလိုမျိုးဖြစ်သွားနိုင်ပါလေ USS Glory ရဲ့ကပ္ပတိန်ကမဆောင်တော့ပါဘူးအမိန်တွေကိုတဆင်ပြီးတဆင်ပြေးလိုက်ပါလေပြစ်ခတ်မှုဆိုင်ရာစီးမျဉ်းတွေကိုလိုက်နာပါအရာအလုံးကိုစောင့်ကြည့်ပါသူတို့ကိုအခုပဲအတန်ပေးပြီးခေါ်လိုက်လို့အမိန်ပေးလိုက်ပါလေနိုင်ကလည်းဆက်လက်လဲပတ်နေပါလေတမ်မနီချင်းစုံမှု၁၇မိနစ်ပဲလိုပါတော့တယ် USS Glory ဟာ အာလီဘာကီအမျိုးအစားလမ်းညွန်ဒုံဖြတ်တင်မောပဲဖြစ်ပါတယ်။ကာရီဘီယံကို15နော့နှုံနဲ့ခုံမောင်းနေပါတယ်။သူမှက air gas radar အစင်းမြင့်တိုက်ခိုက်စနစ်တွေနဲ့ fire power တွေအများကြီးရှိပါတယ်။ထိန်းချုပ်ရေးခန်းက radar အဆက်ကို trick sera 214လို့အမည်တပ်ပေးလိုက်ပါတယ်။ပုံမှန်တရံနဲ့ဥတီချက်ကဂူရီအမျိုးအစား Venezuela ကန်လွန်ကင်းလှဲ့တင်မောနဲ့တူနေပါတယ်။ဒါကသူတို့ရေတိုက်ရဲ့ပိုကြီးတဲ့မျက်နှာပြင်တင်းမောတွေကတစည်းပါတန်ချိန်2300ဆိုတော့ကစားစရာတော့မဟုတ်ပါဘူး အဆက်အသွယ်ရဲ့ AIS တင်းမော်အလိုလျောက်သတ်မှတ်စနစ်ကပိတ်ထားလိုက်ပါပြီ။ Gravity ရဲ့စစ်စင်ရေးအရာရှိက CPA နံပါတ်တွေကိုထပ်ဆက်လိုက်ပါရီ။လက်ရှိခံမှတ်ချက်3တရမှ1ရေးမှာ CPA ရောက်ဖို့အချိန်10မိနစ်။တရားဘော်ကကုန်းဘတ်အရာရှိကရေဒီယိုနဲ့အောက်ကိုမေးလိုက်ပါရီ။ထိန်းချုပ်ရေခန့်ငါတို့နိုင်ငံတကာရေပိုင်နဲ့ထဲမှာရှိနေတာသိကြလား။သိကြပါရဲ့ဆရာ။ကန်နာမြင်းကရေမိုင်30ပါ။ကျွန်တော်တို့ဟာနိုင်ငံတကာရေပိုင်နဲ့မြေအပြင်မှာအများကြီးရှိနေပါတယ်လို့ပြန်ဖြေခဲ့ပါရီ။ ဟုတ်ပါတယ်ဒါလည်းအရေးကြီးပါတယ်ကိုလက်သမကပင်လဲရေဥပဒေအရနေမြေပင်လဲကန်းကနေရေမိုင်၁၂မိုင်အထိပါပဲဒီလာထက်ကြော်လုံအိုင်းတည်တံစီးပွားရေးဆောင်ဖြစ်ပြီးနိုင်ငံတွေကအရင်းမြစ်ဆိုင်ရာအခွင့်အရေးတချို့ကိုထိမ့်သိမ်းထားပါတယ်ဒါပေမဲ့တင်းမော့တွေဟာလွတ်လပ်စွာရွက်လွင်ခွင့်ရှိနေသေးပါ USS Glory ဟာဥပဒေကိုမချိုးဖောက်ပါဘူးတရားဝင်လဲပတ်နေတာပါဒါပေမဲ့တရားဝင်တာကတမ်မီချင်းထိခိုက်မိတော့တာကိုမတားနိုင်ပါဘူးကပတိန်ကလိုင်း၁၆မှာပထမဆုံးအတန်ပေးခေါ်ဖို့အမိန့်ပေးပါတယ်ဒါကနိုင်ငံတကာတင်မောချင်းဆက်သွယ်တဲ့လိုင်းနှုံနေပါ သူကပထမဆုံးအင်္ဂလိပ်လိုပြောပါတယ်။အမည်မသိဗင်နီဇွဲလားရေတပ်သင်္ဘောဒီဟာကနိုင်ငံတကာရေပိုင်နဲ့ထိတ်ကအမေရိကန်စစ်သင်္ဘောဖြစ်ပါတယ်။ခင်ဗျားတို့ဟာအချိန်ပြည့်ပြည့်နဲ့ပုံနီးကပ်လာနေပြီ။ချက်ချင်းလမ်းကြောင်းပြောင်းပါလို့ပြောလိုက်ပါတယ်။ထိန်းချုပ်ရေအခန်းကအဖြေကိုစောင့်နေပါတယ်။အဲဒီနောက်မှာတော့စပိန်လိုဒုတိယအကြိမ်ထပ်ခေါ်ပါတယ်။ဒါပေမဲ့လည်းဘာမှပြန်မပြောပါဘူး။တိတ်ဆိတ်မှုဟာပုံမှန်လေးလေးရန်လိုတာထပ်ပို့ဆိုပါရစ်။အ ਨੇ ဆုံးရန်လိုမှုရှိရင်အခြေအနေကိုခံမှန်းလို့ရပါတယ်။တိတ်ဆိတ်မှုကလူတိုင်းကိုတွေးတောစေပါရစ်။ရေတက်တွေးစုံတွေးမှုတွေမှာခံမှန်းရတာလည်းအန္တရာယ်များစေပါရစ်။ ဗင်နီဇွဲလားတင်မော်ကရေထဲမှာမျောနေတာမဟုတ်ပါဘူးအချိန်မြင့်နေတာပါထိန်းချုပ်ရေးခန်းကလည်းအော်ပြောလိုက်ပါတယ်စီရာ214ကအချိန်7 knot ကနေ22ကိုတိုးလိုက်ပါတယ်ထပ်ပြောမယ်22 knot ဥတီချက်မပြောင်းပါဘူးရွေချက်ရှိရှိလုံနေပုံရတယ်လို့အော်ပြောလိုက်ပါတယ်ဒါကအရာအလုံးကိုပြောင်းလဲသွားစေပါပြီကုံသွဲရေးတင်မော်တွေက2မိနစ်အောက်မှာ30 knot ကိုခုန်တက်မသွားပါဘူးဒါကဖိအားပေးထားတာပါကပတိန်ကဒရာအစွန်အပြားကိုတက်လာပါတယ်မှန်များကိုမြောက်ပြီးမိုးကုတ်ဆော်ဝိုင်းကိုစစ်ဆေးပါတယ်ဘာမှမမြင်ရသေးပါဘူး ဒါပေမဲ့ရေဒါကအခြေအနေကိုရှင်းရှင်းလင်းလင်းပြနေပါပြီ။အဆက်အသွယ်ကအမြန်ပိတ်လာပါတယ်။ထိန်းချုပ်ရေခန့် update CPA ကအခုနေ့တရမ6ရေမှ CPA ရောက်ဖို့အချိန်ခွဲနှစ်မိနစ်ပဲလိုပါတော့တယ်။ဖြတ်တင်မောရဲ့တင်မောသားတွေဟာလှုပ်ထုတ်လုံနေအတိုင်းလှုပ်ဆောင်နေကြတာပါအစင်တိုင်းဟာဂယုတဆိုင်တိုင်းတာပြီးမှတ်တမ်းတင်ထားပါတယ်စိတ်ကူးပေါက်ရလှုပ်တာမျိုးမရှိပါဘူးတင်မောသားတွေကြားဘူးတဲ့အဖြစ်ပြက်တစ်ခုကဒီအခြေအနေကပိုဆိုးစေတာပါနှစ်ပတ်ကြာတုန်းက Venezuela K8 တိုက်ခိုက်ရက်လျင်တွေဟာဒီရေပြင်မှာပဲ American ဖြတ်တင်မောဘော်ကတင်မောသားတွေကို မြင်ရလအောင်အနှိပ်ပြန်တန်းခဲ့ပူပါရယ်အဲ့ဒီအချိန်တုန်းကလက်နက်မတဲခဲ့ပြီမဲ့အင်အားပြတာတာပါအခုတော့ပင်လေရေမျက်နှာပြင်ဖြစ်လာပါပြီ Alpha က MH60R Seahawk ရဟတ်ယာဉ်နဲ့ပန်ဂါရီကလည်းစတင်လဲပါလာပါပြီသတင်းစကားကလည်းရှင်းပါရယ် Venezuela ကအကွာအဝေးကိုပိတ်ချင်ပါရယ်အမေရိကန်ကကောင်းကင်ဘော်ကမျက်လုံးနဲ့ပြန်လဲတုံ့ပြန်ပါရယ်လက်နက်နဲ့ပြစ်ခတ်တာမဟုတ်ပါဘူးစောင့်ကြည့်တာနေပါ CP ရဖို့ခွန်းနှမနစ်အချိန်ကမြန်မြန်နီးလာပါပြီ Seahawk ကလည်းကုန်းဘက်ဘော်ကနေပြန်တက်သွားပါရယ်တင်မောရဲ့ညာဘက်ကိုကြေကြေဝင်းဝင်းကြွေသွားပါရယ် ကင်းလေတင်မောရဲ့တိုက်ရိုက်လမ်းကြောင်းနဲ့ဝေးဝေးမှနေပါလေလင်းမှုနှစ်ဦးကမြင်သာပေမဲ့တည်ငိမ့်တဲ့ပတ်လန်တစ်ခုကိုအာရုံစိုက်ပါလေထိန်ချုပ်ရေခမ်းထဲမှာကမ်ပူတာဖိတ်တွေစတင်လဲပတ်လာပါပြီအနီရောက်ရောင်ကြီးပုံရိပ်တွေကဖန်းသားပြပေါ်မှာပေါ်လာပါလေပုံတိုင်းမှာအချိန်မှတ်တမ်းနဲ့နေရာမှတ်သားချက်ပါပါလေအားလုံးကိုအထောက်အထားအဖြစ်သိသိထားပါလေကပတိန်ရဲ့မှတ်တမ်းအတွက်တာမကပဲဝါရှင်တန်အတွက်လိုအပ်ရင်ကုလသမဂ္ဂအတွက်ပါအဲဒီနောက်မှာတော့အစိမ်းရောင်လေးစားရောင်ကြီးထွက်ပေါ်လာပါလေအသက်အန္တရာယ်မရှိပါဘူးဒါပေမဲ့အရန်ထင်ရှားပါလေ ဗင်နီဇွဲလားတင်မောရဲ့တရားပရင်းပေါက်တွေကိုထိမှန်သွားပါတယ်။ဒါလက်နက်မဟုတ်ပေမဲ့လည်းရှင်းလင်းပြသတဲ့သတိပေးကြပါ။မင်းတို့ကိုငါတို့မြင်နေရတယ်စောင့်ကြည့်နေတယ်ဆိုတဲ့သဘောမျိုးပါ။ဗင်နီဇွဲလားကုန်းဘက်ပေါ်မှာတင်မောသားတွေစိုးရိမ်ပူပန်စွာရွေရှားနေကြပါတယ်။တချို့ကအုတ်ထုတ်ဆောင်ပြီးအိုတိုမီလာယာတနက်နားမှာရက်နေကြပါတယ်။တင်မောသားတို့ကစီဟော့ရဟတ်ရင်ဘက်ကိုမှန်ပြောင်းနေကြည့်လိုက်ပါတယ်။နောက်တစ်ဦးကလက်နက်ဖက်လုံကိုဝှေ့ရန်ပြပါတယ်။ဒါကနှုတ်ဆက်တာလားဒါမှမဟုတ်စန့်ကျင်တာလားဆိုလာတော့မရှင်းလင်းပါဘူး။ American ထိန်းချုပ်ရေးခန်းကလှုပ်ရှားမှုတိုင်းကိုမှတ်သားပါတယ်။ ်တင်မောသားတွေကိုမြင်နေရတယ်လက်နက်တွေကချိန်မထားပါဘူးတနအဖုံးတွေကလည်းပွင့်နေပါတယ်သူတို့ကဒီအပြုတ်မှုကိုမှန်ပြတယ်လို့ပဲသတ်မှတ်ပါတယ်ဗင်နီဇွဲလာတင်မောကလည်းတူနီတူဟန်နဲ့တုံ့ပြန်ပါတယ်သူရဲ့ရေဒါကဖြတ်တင်မောနဲ့ဆီဟော့နှစ်ခုလုံးကိုပတ်ပြီးစစ်ဆေးလိုက်ပါတယ် USS Glaria ကပတိန်ကလည်းတရားပေါ်မှာတည်ငြိမ်နေစေပါသူကပလန်းကိုထိန်းတာအပေါ်ကနေမပြန်နဲ့အားလုံးကိုမှတ်တမ်းတင်ထားလို့အမိန်ပေးလိုက်ပါတယ်ဆီဟော့ကကြကြဝဝခွေပြီးထပ်ပတ်ပါတယ်သူရဲ့အမေရိကန်ရေတပ်အမှတ်အသားတွေကိုတိကျမြင်ရစေပါတယ် ကင်မရာတွေကဆက်ပြီးရိုက်ကူးနေတာပေါ့ဗင်နီဇွဲလားကလည်းပို့ပြီးကတ်လာဖို့တွန်းပါတယ်အမေရိကန်ကမြင်သာမှုနဲ့တုံ့ပြန်ပါတယ်တနက်မပြစ်ဘူးဝေးမတိုက်ဘူးစောင့်ကြည့်မှုနဲ့ဖိအားပေးမှုတသက်ပါညနေ၄နာရီ၁၆မိနစ်မှာတော့ဗင်နီဇွဲလားတင်မော်ကအရင်မျက်တောင်ခတ်လိုက်ပါတယ်သူ့ရဲ့တင်မော်အနောက်ကလှိုင်းနှံနေတိုးဝင်လာပါတယ်အင်ဂျင်တွေရှော့လိုက်တာကြောင့်တင်မော်ဦးကအရင်လိုမမြင်တော့ပါဘူးအရှိန်က၂၀တော့ပြီးတော့၁၈ကြာပါပါတယ်ညာဘက်ကိုအနေငယ်ကိုွေးလိုက်ပြီး glavy ရဲ့ဥပိုင်းနာကနေတွေ့ဖဲသွားပါတယ်ဒါနောက်ဆုတ်တာမဟုတ်ပေမဲ့ဒါရဲ့လမ်းကြောင်းဖြတ်တာတော့မဟုတ်ပါဘူး ထိန်းချုပ်ရေးခန့်ကလည်းအတည်ပြုပါတယ်။ CPA ကအခု၄ဒသမ၂ရေမှာအဆက်အသွယ်ကလမ်းကြောင်းပြောင်းနေပါပြီ။နောက်ဆုံးတော့ရေဒီယိုကနေအတန်ထပ်ပေါ်လာပါတယ်။ပထမဆုံးတော့ Spain လိုပါ။ American စစ်သည်မော DR Venezuela ပိုင်းနဲ့ကင်းလဲမှုလုပ်နေတဲ့ Venezuela သည်မော်ဖြစ်ပါတယ်။ကျွန်တော်တို့က Venezuela ရေးပိုင်းနဲ့နားမှာလဲပတ်နေတယ်လို့ဆိုပါတယ်။ Captain ကလည်းဒီအချိန်ချင်းချင်းတုံ့ပြန်တာပေါ့။ Venezuela သည်မော DR က American စစ်သည်မော Glory ပါ။ကျွန်တော်တို့ကနိုင်ငံတကာရေးပိုင်းနဲ့ထဲမှာတရားဝင်လုပ်ငန်းတွေလုပ်ကိုင်နေတာပါ။ခင်ဗျားတို့ရဲ့အနေအများတဲ့လှုပ်ရှားမှုတွေကိုမှတ်တမ်းတင်ထားပြီးဖြစ်တယ်လို့တုံ့ပြန်လိုက်ပါတယ်။ ဒီချိန်ခဏတာတော့တိတ်ဆိတ်သွားပါတယ်ပြီးတော့ဘာမှထပ်မလာတော့ပါဘူးချိန်ကြောက်တာမရှိတောင်းဆိုတာမရှိအင်ဂျင်တွေရဲ့တည်ငြိမ်တဲ့အတန်နဲ့ပိုကျတဲ့အကွာဝေးသာကြံ့ခဲ့ပါတယ်အပေါ်မှာတော့ Seahawk ကလက်ဆက်လက်လဲပတ်နေစေပါအကွေကိုမှတ်တမ်းတင်ပြီး Venezuela တင်မောသားတွေကိုမှတ်ပလူနဲ့ချဲကြည့်ပါတယ်။သူတို့ကတနတ်တွေကနေဖဲခွာသွားပါပြီ။လက်တွေကမြင်နေရပါတယ်။ဟန်ပန်တွေကလည်းရော်ရဲသွားပါပြီ။တရင်စကားကရှောက်သွားပါပြီ။ညနေ၄နာရီမိနစ်20မှာတော့ထိန်းချုပ်ရေခံက CPA ကငါးရေမှန်အထိတိုးလာပြီ ဆက်ပြီးကျဲပြန့်နေတဲ့အကြောင်းအစိုးရခံစားပါတင်ပါတယ်။ဗင်နီဇွဲလားတင်းမော်ကအပြိုင်လမ်းကြောင်းပေါ်မှာတည်ငြိမ်သွားပါတယ်။အကွာဝေးကနေအရေးလိုက်နေပေမဲ့တခြားပရိပခါတစ်ခုကိုတော့ထပ်မဖန်ပြီးတော့ပါဘူး။ကပတိန်ကစီဟော့ကိုပြန်လာဖို့အမိန်ပေးလိုက်ပါတယ်။လက်နက်မပစ်ခဲ့ရပါဘူး။တိုက်မိတာလည်းမရှိပါဘူး။ဒီလိုဖြစ်ရမျိုးတွေကမတော်တဆဖြစ်လာတာတော့မဟုတ်ပါဘူး။ဗင်နီဇွဲလားကင်းလေတင်းမော်ရဲ့ကတ်လာမှုဟာဂျာပန်မဟုတ်ပါဘူး။ Glavery ရဲ့တည်ငြိမ်တဲ့တုံ့ပြန်မှုကလည်းကံကောင်းတာမဟုတ်ပါဘူး။လှုပ်ရှားမှုနှစ်ခုစလုံးက Calibrian ကပိုကြီးတဲ့စစ်ပွဲထဲမှာပါဝင်နေတာပါ သုံးဘက်ကြတော့ကစက်တင်ဘာလ2ရက်နေ့မှာအမေရိကန်တောင်ပိုင်းတိုင်းစစ်ထဏာချုပ်ကဗင်နီဇွဲလာနဲ့ဆက်ဆက်နေတဲ့မှောက်ခိုးလေတွေကိုတိုက်ခိုက်ခဲ့တာကိုအတည်ပြုခဲ့ပါတယ်။အဲ့ဒီလေတွေဟာမူရစေဝါတွေတဲလာတာပါ။သူတို့ဟာပင်လယ်ပြင်မှာဖမ်းဆီးမခံရခင်အကြိမ်ကြိမ်သတိပေးချက်တွေကိုလေးလူရှိခဲ့ပါတယ်။ဒါကတေးစီတဲ့လှုပ်ဆောင်မှုကိုအများသိအောင်ဝန်ခံလိုက်တဲ့ရှာရှာပပအခြေအနေပါ။ဒါကခရက်ခတ်ကိုတုံ့လောက်သွားစေခဲ့ပါတယ်။နိုင်ငံပိုင်မီဒီယာတွေကဒါကိုနိုင်ငံတကာရေးပိုင်နဲ့ထဲကကျူးကျော်မှုလို့ခေါ်ပါတယ်။ဝါရှင်တန်ကတော့စီမံထားတဲ့ယာဆွေးမှုကိုဥပဒေအရအရေးယူမှုလို့ခေါ်ပါတယ်။ ဗင်နီဇွဲလားကလည်းချက်ချင်းပြန်တွန်းအားပေးခဲ့ပါရည်။ရေတက်ကင်းလဲမှုတွေကပုံမှန်ထပ်ပိုဝေးတဲ့နေရာတွေအထိထွက်လာခဲ့ပါရည်။စတေမလာ၁၀ရည်နေမှာဗင်နီဇွဲလား K8 ဂျက်လီယန်တွေဟာအမေရိကန်ဖြတ်သင်းမော့ကိုအနိုင်ပြန်တန်းခဲ့ပါတယ်။စတေမလာ၂၅ရည်နဲ့ဂရာဗီနဲ့တွေးဆမှုကလည်းဒီပုံစံနဲ့ကန်ညီနေပါတယ်။ဒါဗင်နီဇွဲလားရဲ့မငြိမ်းမျှတဲ့အင်အားပြမှုစနစ်ပါ။သူတို့ရဲ့ကင်းလဲသင်းမော့ကအာလီဘာကီအမျိုးအစားဖြတ်သင်းမော့ကိုတိုက်ရိုက်ရင်ဆိုင်တိုက်လို့မရပါဘူး။တိုက်စီရလည်းမလိုပါဘူး။အနီးကပ်လာခြင်းအဖြစ်တင်းမာတဲ့အခိုက်အတန့်တွေကိုဖန်တီးပါတယ်။ ဗင်နီဇွဲလားဟာနောက်မဆုတ်ဘူးဆိုတာကမ္ဘာကိုပြန်သတိပေးလိုက်တာပါအမေရိကန်တို့လည်းချီကပ်မှုကရွေးချယ်ရှိရှိဖြစ်ပါတယ်ကျွမ်းကျင်တဲ့ဂရုတစိုက်လည်းရှိတယ်မှတ်တမ်းတင်ထားပါတယ်ခေါ်ဆိုမှုတိုင်းရေဒါစစ်ဆေးမှုတိုင်းလှုပ်ရှားမှုတိုင်းကိုမှတ်တမ်းတင်ထားပါတယ်စီခော့ရဲ့ flame video နဲ့အချက်လက်အားလုံးဟာအထောက်အထားဖြစ်ပါတယ်တန်တမန်ဒီဝါရှင်တန်မှာဟာမိတ်တီအတွက်အထောက်အထားပါဒါကအားနိုင်မှုမရှိပဲထိမ့်ချုပ်ခြင်းကိုပြသနေတာပါတဲမမှုမကြီးထွားစေပဲအသာစီးရမှုကိုလည်းဆက်ပြီးထိန်းထားပါတယ်။ဘာလို့လဲဆိုတော့၃မိုင်အောက်မှာဆိုရင်အမှားယွင်းလေးတစ်ခုကတော့ ဘသူမှမလိုချင်တဲ့ပြဿနာကိုဥတီသွားစေနိုင်လို့ပါဒါကြောင့်စီးကဲဟာဒီနေရာမှာအမေရိကန်ရေတပ်ရဲ့အတံမာဆုံးလက်နက်ဖြစ်နေတဲ့အကြောင်းဘာသာပြန်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ